ကဲအားလုံးမင်္ဂလာပါဒီနေ့ကတော့2020 2016မှာဒေါ်လာထရက်ကမဲနိုင်တော့တာပေါ့နော်မဲနိုင်တယ်ဒီအာရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲမှာမဲနိုင်သွားတယ်အဲ့ဒီချိန်မှာဒေါ်လာထရက်အပေါ်မှာဒီရုရှားကဒေါ်နယ်ထရန့်ရဲ့ရွေးကောက်ပွဲကိုအကူအညီပေးထားတယ်ဆိုပြီးမှသူကမတရားစုဆွဲတာ တရားဆွဆွဲတာမကဘဲနဲ့လွတ်တော်ထဲမှာရှိတဲ့ဒေါ်နယ်ထရန့်ကိုထောက်ခံတဲ့လူတော်တော်များများအားလုံးကလည်းဒီတက်ကက်ထားပြီးမှနိုင်ငံရေးကလည်းပျောက်သွားအောင်ဆောင်ရွက်တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်ပြီးတော့အဲ့တခုတည်းမဟုတ်ဘူး2020ရွေးကောက်ပွဲမှာလည်းနော်ဒီမဲဒီတော်တော်များများအားလုံးလိန်လိန်မှုများစွာ တွေ့ရတယ်ဆိုတော့လေအခုသူပြောနေတာဖြစ်ပါတယ်။အရင်ကတော့ဆက်နောက်နောက်ဆက်မှာမဲလေလေမှုဖြစ်လို့သူပြောတဲ့ချိန်မှာဥပဒေကပဲတရားရုံးပြောတဲ့ချိန်မှာဘာမှလည်းမလုပ်နိုင်ဘူးဆိုတဲ့ဟာမျိုးကပါလဲဆိုရင်သူတို့ကလုတ်ဝတ်ထားတဲ့ဟာတွေရှိလို့အချင်းကလည်းရန်နေလို့သူဘာမှလည်းမလုပ်ပဲနဲ့နေနေတာဖြစ်တယ်။နောက်ခုတော့ဒီဥပဒေအာသူကအာဟွာဖြစ်သွားတာပေါ့။အာအာနာမဲ့ဖြစ်သွားတဲ့ချိန်မှာ ရုံးနေမှာသူလိုချင်တဲ့ department ဒီမှာ စစ်စည်းစရာကိုသူကလိုတလောက်စစ်စည်းလို့မရဘူးเนาะအားလောဥမာဟိုကျွန်တော်ပြောပြမယ်ဟိုအထဲမှာလူရှိရဆိုရင်ဥမာအထဲမှာလူရှိရဆိုရင်ကိုကအပြင်ကနေလာတယ်ဆိုရင်အထဲမှာရှိသည်များအားကိုကမမမဟုတ်တာလုပ်နေမယ်ဆိုရင် तू ကိုမဝေသွားခင်မှာဖွက်ထားတဲ့တာအရင်အလုပ်ဖွက်ထားလို့ရတဲ့အနေထားမျိုးပေါ့အဲ့လိုမျိုးရှိတာပေါ့ဒါမဲ့အခု department ကအားလုံးက FBI CIA အတော့အားလုံးပေါ့နော်ဒီ Department Justice Department အားလုံးကသူတို့လူပဲဖြစ်တော့သူလူပဲဖြစ်တဲ့အချိန်ကျတော့အခုမလုပ်ရလို့ဆိုရင်အားလုံးကဒီမဲတွေအားလုံးပေါ့နော်လေထားမှုတွေ2020မှာလုတ်ခဲ့တာတွေ2016မှာသူ့ဘာလုတ်ခဲ့တာတွေသူ့ကို impeach လုပ်တာတွေအားလုံးကိုအခုသူတို့ကပြန်လည်ပြန်ပေါ်နေတာဖြစ်ပါတယ်ဆိုတော့သူတို့ခုနောက်တိုင်းရတဲ့ကဘာလဲဆိုရင် Hillary Clinton ကို သူကတမတရဲ့ဟို အာအာဒီဓမ္မတာဟောင်းရဲ့အမျိုးသမီးဖြစ်တဲ့ဆိုပြီးမှသူကညာပေးလို့ဓမ္မဒီ Hands of the Creator ကိုတရားမဆွဲဘဲနဲ့ဒီတက်လုပေးလိုက်တာတရားပါကြောင့်ဆွဲရတယ်လဲဆိုရင်သူကဒီတကယ်အောင်သူကနိုင်ငံရေးဝန်ကြီးဖြစ်တယ်ဒါပေမဲ့အဲ့ဟာကိုသူကသူ personal image တွေကိုတောင်းပြီးမှအော်နိုင်ငံအတုံးချမှုတွေလုပ်တယ်ပြီးတော့အဲ့ဒါကိုအော်စစ်ဆေးမှုလုပ်မဲ့တဲ့အချိန်ကျတော့သူကဖုန်းတွေအားလုံးကို ရိုက်ခွဲပလိုက်ပြီးမှဘာမှအဆအဆမရအောင်သူကလုတ်ပလိုက်တာနော်ပျောက်ဖြောက်ပလိုက်တာပေါ့အဲ့တော့ तू တိတယ်အဲ့ဒါကို तू ကအေးသူတို့နေအောင် debate လုပ်တဲ့ချိန်မှာ तू ပြောတယ်အာမင်းတပဏောက်လုံးဝမဖြစ်ရဘူးဆိုပြောတဲ့ချိန်မှာ तू ကမင်းငါတမတာဖြစ်ရင်မင်းထောင်တွားမရမှာကိုကြောက်လို့မဟုတ်လားလို့ပြောလိုက်တာဖြစ်ပါတယ်ဆိုတော့တကယ်တကယ်ဆို तू အာနာရှိတဲ့ချိန်မှာအာဒီနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေ personal use တော့မတမမှုလုပ်တဲ့ချိန်မှာ तू ဖမ်းဆီးလို့ရတာဖြစ်ပါတယ်ဒါပေမဲ့ तू က သမတဟောင်းရဲ့အမျိုးသားအမျိုးသမီးဖြစ်တယ်ဇနီးဖြစ်တယ်ဆိုပြီးမှတော့အာမလုတ်ဘဲနဲ့ဒီတိုင်းထားပလိုက်တာเนาะနားထောင်ကြည့်တော့နားထောင်ကြည့်2016 starting in 2016 but going up all the way going up to 2020 the election and they tried to rig the election and they got caught and there should be very severe consequences of that you know when we caught hillary clinton i said you know what Let's, let's not uh, let's, let's not go, not go too far here. here. It's, it's the ex-wife of a of president, president, and I thought it was sort of terrible. terrible. I let her off the hook, and I'm and very happy I did. did. But, but it's, it's time, time, time to start, start uh, after, after what they, they did, did to me, me. and, and uh, whether, whether it's right or wrong, it's, right right it's time to go after people. people. Obama's, Obama's been caught directly, so people. No, I'm a G. ဟဲလရဂရီတာကလို့ဖြစ်တယ်ဆိုမျိုး तू ကဘာမှမလုပ်ပဲဒီတိုင်းထားပြလိုက်တာ तू ကပျော်လဲပျော်မှုဟိုပျော်ရှိဖို့ပေါ့ तू ကအဲ့ဒါလေး तू ဘာမှမလုပ်လိုက်ရလို့ तू ကချိန်နဲ့ဘာမှဖြစ်ဖို့ပေါ့ဒါမဲ့အာ2016ကုံသွားတဲ့နောက်ပိုင်းမှာပေါ့နော်2016ရွေးကောက်ပွဲပြီးတဲ့နောက်မှာသူ့ကိုနိုင်ငံရေးကနေပျောက်သွားအောင်အမျိုးမျိုးတရားစွဲချက်တွေနဲ့သူ့ကိုတင်ပြမှာတရားစွဲချက်တွေပြုမှုများစွာနဲ့သူ့ကိုတရားစွဲပြီးသူ့ကိုထောင်ချောက်ဆင်အောင်သူခံလိုက်ရတဲ့ချိန်ကျတော့သူကအခုကပါလဲအာ revenge ပေါ့နော်

So, so that's, that's really the thing that you should be talking about. about. I know I nothing about, about the other, but right. I think it's appropriate it's that, they that they do go. go. I ask you about that, Mr. President. Uh, Tulsi Gabbard has submitted a criminal referral to the Department of Justice. From your perspective, who should the DOJ target as part of their investigation? What specific figures in the Obama administration? Well, based on what I read, and I read it pretty much, pretty much what, what you did. read, it. Uh, it would did be President, President Obama. He started, started. and Biden was there with him, and Comey was there, and Clapp. Hello. အလိုဘောနော်သူဒီအာသူ2026ကနေစပြီးမှသူတက်ကက်လုပ်တဲ့အချိန်မှာဘောနော်ဒီအော်ဒီ2026 2026ရွေးကောက်ပွဲမှာရုရှားတဲ့ကူညီဆိုအေပစ်လောက်ခိုင်းတာဗောအကူညီတောင်းပြီးမှမဲကိုမတမာမှုနဲ့ဟိုရွေးကောက်ပွဲအွန်လိုင်းလုပ်တယ်ဆိုတော့သူ့ကိုအေပစ်လုပ်တဲ့အချိန်မှာဗော အဓိကကတော့ grow မဟုတ်ဘူးလေအဓိက အနောက်ကနေလှုပ်တဲ့လူကလှုပ်တဲ့နေတဲ့လူတွေကနံပါတ်1ကဥပမာဖြစ်တယ်နံပါတ်2ကတော့ဂျော့ဘတ်တန်လည်းပါတယ်နံပါတ်3က FBI ရဲ့ director ဖြစ်တဲ့အာကိုမီနော်အခုအခုသူ့ကိုစစ်ဆေးနေတဲ့လူရဲ့အခုဒီ FBI FBI အဲဒီတော့အဂျော့ဘတ်ကက FBI သူ့ကိုစစ်ဆေးမှုလှုပ်တဲ့လူရဲ့ကိုအခုအခုကသူ့ကိုဆွဲချက်တင်ပြီးမှဆစ်ဆေးနေပြီစတင်ပြီးစစ်ဆေးနေပြီနော် ဆိုတော့အဲ့လူရဲ့ပါတာပေါ့နော်အဲ့လူလည်းပါပြီးမှသူတို့အဖွက်လိုက်ပေါ့သူ့ကိုကြံတာပေါ့2016 so, starting in 2016 but going up all the way going up to 2020 in the election and they tried to rig the election and they got caught So people say, oh, you. A whole group was there. Brennan, they were all there in a room right here. This is the room. Lit by the press it's for his entire, entire life. That's, That's the, one the one they. they... Look, Look, he's guilty. It's, it's guilty. not it's a, a question. question. You know, I, I like, like to, to say, say uh, let's, let's give it time. time. It's, it's there. A, he's, he's guilty. It. They. they it this was, was treason. This was every, was every word you could think of. Think of. They tried to steal the election. They tried to obfuscate the election. They did things, things that, that nobody's ever even imagined, imagined, even in other countries. countries. You've seen, seen, some rough rough countries. Seen, seen some pretty rough countries. This man has seen some pretty rough countries, but you've, but never, you've never seen, seen anything, anything like it. Like and, and we have all of the documents. documents and, and from, from, from what Tulsi told, told me, she's, she's got thousands, thousands of additional, additional documents, documents coming. So, so President Obama, it was his concept, his idea, but he also got it from Crooked Hillary Clinton. Crooked is a $3 bill. and, and her group, the Democrats, spent $12 million to Christopher Steele to write up a report that was a total fake report. Took two years to figure that out, but it came out that. It, အဲ့ဒီကအဲ့လားပါလေသူ့ကိုဒီမှာအာစတီဗန်ဆိုတဲ့လူတယောက်ရဲ့တဒင်းတဒင်း report လုပ်တဲ့လူတယောက်ပေါ့နော် report လုပ်တဲ့လူတယောက်ကိုသူကပတ်စံ12 million ပေးပြီးမှသူ့ကိုအာ70 million ပေးပြီးမှ အာသူ့ဟာလာ report လုပ်ခိုင်းတာပေါ့နော်ဆွေရှင်းတင်ခိုင်းတာဖြစ်ပါတယ်သူကအဲ့ဒါကိုသူကတိထားဖြစ်တယ်မီလီယံတော့မှပြီးတယ်ဆက်နေမီလီယံတော့မှပြီးတယ်ဆိုတော့သူတိုင်တော့ခုလိန်နေတာတို့ဟောအလကားဖြစ်ပြောတာတော့မဖြစ်နိုင်တော့ဘူးသူ့မှာထောက်ထားနေရှိလို့နေမှာပဲလို့ကျွန်တော်ယုံကြည်တာပေါ့နော် and they used that now, the one thing they weren't able to do was to get, probably the only thing i respect about the press in years is The press, the press refused, refused to, write to write it before the, before the election. election. They, they refused to put, to put it in. The, the Steele steel report was a disaster. All lies, lies all, fabrication, all fabrication, all admitted and admitted fraud. She, she paid $12, $12 million, million at the, the Democrats, Democrats for that report, report to a white guy, guy named Christopher Steele. Steel. He, wrote he wrote a phony, phony report, and they, they wanted to get, to get that report in before the election. election. And I'll, I'll tell you what, I talk about all the time the fake news, how bad it is. But in but this, this case, they, they wouldn't do it. They saw it, it they read it, it and they, they said, said we, don't we don't believe it. And it was, was only, only after, substantially, like a month and a half after the election, election that it, it got, got, printed, got printed, and, and it, was it was a big whisk, it was just like a, a bang, nothing. Of nothing. Because, because the election had ended. If that report had gotten published by the New York Times or somebody, and I respect the Times maybe only this, because they're crooked as you can be, they're a terrible paper. a crooked, corrupt paper. But for this one moment, they said, This is bullshit, we can't put this in. And neither could any other paper. Wall Street Journal's a lousy paper, very, very dishonest paper. As you see, I'm suing them for a lot of money because they do things. အခုကသူကတသိန်းမီဒီယာတွေပေါ်မှာသူကအဲ့လိုထဲ့တယ်အဲ့လိုခုအဲ့လိုထဲ့သူကအခုဒေါ်နာထရန့်ကအာတရားဆွဲတာတသိန်းမီဒီယာတွေကိုတရားဆွဲတော့သူက အဲ ABC ကိုလည်းတရားဆွဲထားတာသူနိုင်တယ်နော်သူနိုင်သွားပြီအာပတ်စံရတော့ပေါ့သူတည်င်းတမတည်င်းဌာနတွေကိုသူကအာတရားဆွဲတယ်ပြီးတော့ဒီတချို့ report လုပ်တဲ့လူလည်းသူကတရားဆွဲတယ်တရားဆွဲတော့ခုသူနိုင်မှာဖြစ်တယ်ဆိုတော့ခုလည်းသူတရားဆွဲထားတဲ့ဟာလည်းရှိတယ်အဲ့ဒါလည်းသူနိုင်ထားလို့ပြောတာဖြစ်တယ်အဲ့ဒါအလကားနိုင်တာမဟုတ်ဘူးနော်အလကားနိုင်တာမဟုတ်မဟုတ်မမှန်တဲ့ဟာကိုသူ့ကိုလုပ်လို့သူနိုင်တာဖြစ်ပါတယ်ပေါ့နော်ကဲနောက်တော့ကြည့်ဆက်လက်ပြီးကျွန်တော်ဒီလအာ စံမီးတော့ကြော်သွားပြီစံမ15မိနစ်တော့တော့မကြော်စရာအားလုံးသတ်မှတ်ထားတယ်အခုကအနောက်နောက်ပဲတွားနေတယ်ဗျခင်ဗျားတော်ကြည့် yeah person i hate to say this with such a distinguished guest but you know they asked me a question i got to answer the question uh, no barack hussein obama uh, is the ringleader Hillary Clinton was right there with him, and so was uh, Sleepy Joe Biden, and so were the rest of them. Comey, Clapper, the whole group. And they tried to rig an election, and they got caught. And then they did rig the election in 2020. And then because I knew I won that election by a lot, I did it a third time, and I won in a landslide. Every swing state won the popular vote. But I won that all the same way in 2020. And liberal. okay. သူရေကဘွက်တော်မြတ်အဲ2019ရေကဘွက်တော်9ခဲ့လို့ပြောတာမှန်တယ် ဟိုဒေါနာထရပ်ကပထမပိုင်းမှာနိုင်နေပြီဒါပေမဲ့ဟိုမဲလဘတ်မဲလနဲ့ပို့လိုက်တဲ့ဟာမရောက်လာသေးဘူးငါတို့ကဒါကိုစောက်ပြီးမှရည်တယ်ရည်တယ်ခေါင်းနဲ့ခေါင်းနဲ့ပေါ့နော်မဲပို့လာတဲ့စာဒီအာအိတ်တွေနဲ့ပို့လာတယ်ဘာညာအကုန်လုံးလှုပ်လာတော့မနိုင်သေးမနိုင်မချင်းတော့အနောက်ကနေစာတိုက်ကနေလာတယ်စာတိုက်ကနေလာတယ်ဆိုပြီးမှထဲ့တာထဲ့တာဆိုတော့ ဲ့ဒါလေးတွေတူအကိုအားလို့တူလားကျွန်တော်ချင်တာတူအာနတ်နည်းနည်းလို့တော့ရထားတာလို့ကျွန်တော်ယူယူကြည့်လို့ရပါတယ်ပေါ့နော်ဆိုတော့အခုသူတို့အားလို့ကို စစ်ဆေးမှုတွေလုပ်ပြီးမှတော့သူတို့ကအာပြင်းမှုတွေကတော့ထိထိရှားရှားဖြစ်လာနိုင်ပြီလို့ယူကြည့်တယ်ဒါပေမဲ့ချစ်ချင်းတော့ဖြစ်လာမှာမဟုတ်ဘူးနည်းနည်းလေးတော့စောက်ပြီးမှအာဒီစစ်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 တွာလာနေမယ်လို့ကျွန်တော်ယူကြည့်ပါတယ်ဆိုတော့ okay ဒီအခုတချို့မြန်မာပြည်သားတွေကအဲ့ဒီဒီမိုကရက်တစ်တွေကိုသူအားပေးတယ်ဒီမိုကရက်တစ်တွေရဲ့လှုပ်ဆောင်မှုကဟိုမြန်မာနိုင်ငံမှာရှိတဲ့ဒီစစ်တပ်တွေရဲ့လှုပ်ဆောင်မှုကအတူတူပဲသူတို့ရဲ့အချက်ကလေအတူတူပဲနော်လူမတတ်တာတခုတည်းပဲလူကိုပါညာလှုပ်လှဆောင်ခွင့်ပေးတယ်လို့ဗဇတ်တာပြောတာအမမကအာအမမကဘာလုပ်တယ်လဲဆိုရင်အရန်ဆိုးကြီးစရာရှိနော် freedom မရှိဘူးသူတို့မှာသူတို့နိုင်ငံရေးကိုနိုင်ငံရေးတမောက်ကိုအမေစုကိုသူတို့ကအဲ့လို ြည်မှုများစွာနဲ့တရားဆွဲသူလိုမျိုးလောက်တာဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့အစိတ်နာထားတာလေဆိုတော့ဒါမျိုးဒီမှာလည်းဒါမျိုးတွေတွေ့ရတော့ပိုပြီးစိတ်နာလာပေါ့နော်อืมဒါလေးဖြစ်ပါတယ်ဆိုတော့ဒါကနောက်ဆက်တွေ့ရလာမှာဖြစ်တယ်ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်တို့တွေ့အနောက်မှာပြန်တွေ့ကြအောင်ဒီဗီဒီယို like share တွေ subscribe လေးလုပ်ပေးကြဖို့ miss you တို့တတ်တော့ချင်ပါတယ် thank you very much let's see you next video